OWIC ပြုလုပ်ခွင့်ရသော်လည်းအချက်အလက်မမှန်ကန်ပါကကတ်ထုတ်ပေးမည်မဟုတ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပြပလောကအလုံးသမားတသိခံက OWIC ပြုလုပ်ခွင့်ရတော့လဲအချက်လက်မမှန်ကန်ပါကကတ်ထုတ်ပေးမှာမဟုတ်ချောင်းလုံသမားဝင်ကြီးဌာနကထုတ်ပြန်မှာထဲမိမိရဲ့စီစဉ်နဲ့ခွင့်ပြန်လုံသားအဖြစ်ပြပတို့ပြန်လည်သွားဆောင်လုပ်ကိုင်းမဲ့သူတွေရဲ့အတွက် OWIC ကကိုတန်းစီစရာအလိုက်စစ်ဆေးခွင့်ပြုပေးလျက်ရှိတယ်လို့ဆိုပါထဲ ကပ်ပြုတ်လောက်ခွင့်စရင်တွင်ပောင်းဝင်တော်လဲ OWIC ထုတ်ပေးရေးတောင်းဝင်ခံမှလူကိုယ်တိုင်းလူတွေစစ်ဆေးခြင်းဆောင်ရွက်စာရန်များကိုမှန်ကန်မှုရှိမရှိစစ်ဆေးခြင်းတို့ဆောင်ရွက်ရမှာမှန်ကန်မှုမရှိကြောင်းစီးစစ်တွေ့ရှိရပါက OWIC ထုတ်ပေးမှာမဟုတ်ဘူးလို့အတည်ပြုထားပါတယ် လက်ရှိခွင့်ပြန်များမှာမလေးရှားနိုင်ငံနဲ့စင်ကာပူနိုင်ငံတို့အတွက်ရှောက်ထားသူများအများပြားနေထားကြောင်းလုပ်ငန်းခွင့်တို့အချိန်မီပြန်လည်ထွက်ခွာဖို့အခက်အခဲများဖြစ်ပေါ်လျက်ရှိတယ်လို့လည်းသိရပါသေးရှင်။